အဒီ2025မှာဆိုတော့အဲ့ဒီဘို့ဘယ်လိုခေါ်မလဲ2025လေးဖြစ်သွားတာလွဲလို့ပေါ့နော်နာဒါလီဒါလေးကိုကျွန်မပြောချင်တာလေဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အခုချိန်မှာဆိုတာအမတ်တွေအပြိုင်ဆိုင်နေဆွဲကြပြီပေါ့နော်နေဆွဲကြရဲဆိုတဲ့နေရာမှာကျွန်တော်တို့တွေအများကြီးသတိထားဖို့လိုတယ်နော်အများကြီးသတိထားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့အာပြည်သူရဲ့ရှေ့ဆောင်လမ်းပြပြည်သူတွေကအားကိုးရမယ့် အမတ်တွေလုံမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမားကိုတတ်နိုင်သလောက်နင်းနိုင်သမျှနင်းအောင်လုပ်ဖို့လိုအပ်တယ်เนาะဆိုရဲကကြတော့လေအဲတချို့ဆိုလဲကျွန်တော်တို့ public မှာတိတ်မသိဘူးပေါ့เนาะအခုမှအတီးတီးပေါ်လာတဲ့သူတွေလည်းရှိတာပေါ့เนาะဆိုတော့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကလည်း social ဘဝကနေမဲဆွေတယ်ဆိုတာအထက်မြေပြင်မှာတကယ်ကိုပြည်သူလူထုနဲ့ထိတွေ့ပြီးတော့မှအာပြည်သူလူထုရဲ့အခက်ခဲတွေကိုတကယ်မြင်ပြီးတော့မှပြည်သူလူထုရဲ့အခက်ခဲတွေကို ဖြည့်ရှင်းပေးနိုင်တဲ့သူတွေဖြစ်ဖို့လိုတယ်ပေါ့နော်ဆိုတော့လေအဲကျွန်တော်တို့ဘယ်လိုခေါ်မလဲရုံငန်းတွေကနေပဲထိုင်ပြီးတော့တော့လုပ်လို့မရဘူးနော်မသိနိုင်ဘူးပေါ့လေပြည်သူအတန်တွေကိုအများကြီးနားဆွင့်ဖို့လိုတယ်ဆိုတော့အဲဟိုဘယ်လိုဘယ်လိုခေါ်မလဲမြေပြင်ကအခြေအနေတွေကိုသိဖို့လိုအပ်တယ်နော်အဲ့ဒါမှသာလေကျွန်တော်တို့တိုးတက်ပြောင်းလဲမှုတွေကဖြစ်မှာပေါ့နော်မြေပြင်ကအခြေအနေတွေမသိဘဲနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တိုးတက်ပြောင်းလဲမှုတွေကအများကြီးဖြစ်မှာမဟုတ်ဘူးနောက်တစ်ခါဝမ်းသာစရာကောင်းတာမျိုးသမီးအမတ်တွေအများကြီးတွေ့ရတယ်နော်မျိုးသမီးအမတ်တွေเนี่ยကျွန်တော်တွေမှာဆိုလဲ များကြီးပဲမျိုးသမီးအမတ်တွေအများကြီးတွေ့ရတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့အမျိုးသမီးတွေဆိုတော့ဝမ်းသာတာပေါ့နော်ကိုကလေထက်ထက်မြက်မြက်ထက်မြက်တဲ့အမျိုးသမီးတွေဆိုရန်သဘောကျတယ်လေနော်ထက်မြက်တဲ့အမျိုးသမီးတွေအဲနိုင်ငံကိုတခါတည်းဘေးကနေဝိုင်းဝန်းထိန်းချောင်းပြီးကောင်းအောင်ဟိုအရွေးတစ်ခုကိုသွားကြမယ့်အမျိုးသမီးတွေဆိုကိုကလေဟိုကုံယူတာပေါ့နော်အမျိုးသမီးတွေကိုစားလीဆိုတဲ့ကကြတော့အဲ့တော့အာခုနလိုပေါ့2025လို့မျိုးတော့ မဖြစ်အောင်တည်ထားဖို့လိုတယ်เนาะအဲ့ဒါဗီဒီယိုရိုက်တဲ့သူတွေလည်းပေါ့ရော်တာပေါ့ဟုတ်တယ်လားဒီမှာလေးပြန်ပြီး edit ကြည့်ပြီးတော့မှ public ပေါ်တင်ရမှာအဲ့တော့မဟုတ်တဲ့ခါကျတော့ကျန်တဲ့ကိုယ့်ရဲ့ဟိုဒီခစ်ကကျွန်တော်တို့ကလေဟိုရှောင်းလာဆောင်ရက်ပေါ်မှာအဆက်ကလေးတစ်ဆက်ချလိုက်လို့ရှိလို့ရှိရင်အဖြူပေါ်မှာအဆက်ကလေးတစ်ဆက်ချလိုက်လို့ရှိလို့ရှိရင်အဖြူမမြင်တော့ဘဲနဲ့အဆက်ကလေးကိုမြင်တဲ့ခစ်ပေါ့เนาะဘယ်လိုပဲဖြစ်ဖြစ်အမားလေးတစ်စုံတရာဖြစ်သွားတယ်ဆိုလို့ရှိရင်ကိုယ် ကောင်းအောင်လှုပ်ထားခဲ့တဲ့စွမ်းဆောင်ရည်တွေပျောက်ကွယ်သွားပြီးတော့မှရည်စရာဖြစ်သွားမှာမျိုးဆိုရင်နီးတယ်ဒါကြောင့်မလို့အများကြီးတတိထားဖို့လိုတယ်เนาะဆိုတော့လေอืมတိုင်းပြည်ကိုအများကြီးအကျိုးပြုနိုင်တဲ့သူတွေဖြစ်ကြပါစေပေါ့เนาะဆိုတော့ရင်ခုန်စွာနဲ့စိတ်လှုပ်ရှားစွာနဲ့เนาะအဲ့တော့ဟိုဘယ်လိုခေါ်မလဲအမျိုးသမီးတွေအများကြီးဆိုတော့ကျင်တ်တယ်ပေါ့เนาะ ကျေနပ်တယ်ပေါ့အမျိုးသမီးတွေအများကြီးဥဆောင်တဲ့အမျိုးသမီးတွေအများကြီးနိုင်ငံလမ်းကြောင်းပေါ်မှာပေါ်ထွက်လာတာဒီအဲကျွန်တော်တို့ထပ်မြက်တဲ့အမျိုးသမီးတွေအတွက်အဲလုတ်ဖို့အခွင့်အလမ်းနေပေါ်လာတာဒီအများကြီးကျင်းတ်စရာကောင်းတာပေါ့နော်ဆိုတော့ကျင်းတ်တယ်ကျမတို့ကတော့ ဒီလိုပြင်ပနေပြီးတော့မှဝိုင်းဝန်းပြီးတော့မှဝင်းရံပြီးတော့မှတန်ဖိုးပါမယ်เนาะအဲ့တော့ကျွန်တော်တို့လိုမျိုးဒီလိုမျိုးအပြင်ကစပီကာတွေရဲ့ဇာတ်ကားတွေကိုလည်းနားထောင်ပေးပါเนาะဆိုတော့ဒီစပီကာတွေကပြည်သူတွေနဲ့ထိတွေ့ထားတဲ့ဇာတ်ကားတွေကိုလည်းနားထောင်ပေးပါဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တွေကတော့ပြင်ပစပီကာတွေပေါ့เนาะဆိုတော့ကျွန်တော်တို့ကလုံးပိုင်ခွင့်မရှိဘူးကျွန်တော်တို့ကစပီကာပဲအဲ့တော့လွှတ်တော်တွေရောက်သွားပြီဆိုရင်လွှတ်တော်တွေကအမတ်ကြီးတွေကကြတော့တင်ပြပိုင်ခွင့်ရှိတယ်လုံးပိုင်ခွင့်ရှိတယ်ကျွန်တော်တို့ရဲ့စပီကာတွေရဲ့ပြောတ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 ဲ့ပြည်သူတွေကိုစားစပီကာတွေကပြောတယ်စပီကာတွေကနေပြီးတော့မှ နေကနေပြီးတော့မှကြဲကြဲလောင်လောင်ထွက်လာတဲ့အတန်ဒီကိုအမကြီးများကနားဆွင့်နားထောင်ပြီးတော့မှလွတ်တော်ထဲမှာလိုအပ်တဲ့အရာတွေကိုတင်ပြပေးနိုင်ရင်ဒါမျိုးပူပေါင်းဆောင်ရွက်တယ်ဆိုလို့ရှိလို့ရှိရင်အများကြီးတိုင်းပြည်အတွက်အကျိုးရှိမှာပေါ့နော်အဲတော့ကျွန်တော်တို့လိုပြင်ပနေပြီးတော့မှစပီကာလေးတွေလည်းလိုအပ်ပါတယ်ထမင်းချိုဟင်းချိုလေးတွေပေါ့နော်ကျွန်တော်တို့လိုထမင်းချိုဟင်းချိုစပီကာလေးတွေလည်းလိုအပ်တယ်အဲတော့ဒီလိုဒီလိုမျိုးအကုန်လုံးကျွန်တော်တို့တွေကလည်းအလွတ်သဘောနဲ့ကျွန်တော်တို့ကကြတော့ပြောလို့ရတယ်လीနော်လွတ်တော်ထဲရောက်သွားပြီဆိုတော့ကျွန်တော်တို့လောက်တော့အလွတ်သဘောကြီးတွေပြောလို့မရဘူးပေါ့နော်စီးနေပေါင်းနဲ့ တမချက်နဲ့ကျွန်တော်ဆွေးနွေးရမှာပေါ့နော်အစဉ်တန်းရှိရှိပြောကျွန်တော်တို့ကတော့အပြင်ကနေဆိုတော့ကျွန်တော်တို့ကလွတ်လွတ်လပ်လပ်နဲ့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ကတော့ပြည်သူတွေရဲ့အတန်လေးတွေကိုနားထောင်ပြီးပြည်သူတွေဖြစ်ချင်တာပြောချင်တာလေးတွေကိုကျွန်တော်တို့ကတစင်ကျွန်တော်တို့ကစပီကာအနေနဲ့ကျဲကျဲလောင်လောင်နဲ့တောင်းဆိုစရာရှိတာလေးတွေပြောစရာရှိတာလေးတွေခက်ခဲလေးတွေတွေ့ကြုံဖြစ်နေရတဲ့ဟာလေးတွေကျွန်တော်တို့ကစပီကာအနေနဲ့ပြောမယ်လွတ်တော်တွေကအမကြီးရဲ့တွေကလည်းဒီစပီကာတွေစပီကာတွေစပီကာတွေကနေပြီးတော့မှပြောတဲ့အတန်တွေကိုနားထောင်ပြီးတော့မှ အထက်ကိုပြန်ပြီးတော့မှတင်ပြပြီးတော့မှပြဿနာတွေကိုဖြေရှင်းပေးမယ်ဆိုရင်ကျမတို့အများကြီးတိုးတက်ပါမှာပေါ့နော်ဆိုတော့ညွှန်လင်းနေပါတယ်ကျမတို့တွေလေထက်ထက်မြက်မြက်နဲ့အုံနောက်ညံရင်စဉ်းစားတွေးခေါ်ညံနေနဲ့ကောင်းကောင်းလေးနဲ့ကြီးပြင်းလာတာလေလေဘာပဲဖြစ်ဖြစ်ကျမတို့အမေရဲ့ထိန်းကြောက်မှုကြီးအများကြီးပါတယ်သိလား။ तू ကလေ အာကျွန်တော်တို့အမေကခုနပြောတဲ့လိုမျိုးပေါ့ဝါအရန်ကြီးတွေနဲ့အဲ့လိုမျိုးကြီးမဟုတ်ပေမဲ့ဟိုဘာပွဲတွေဘာပွဲပေါင်းစုံတွေနဲ့ပညာတတ်မဟုတ်ပေမဲ့သူရဲ့အတွေးခေါ်အရန်ကောင်းတယ်နော်ဆိုတဲ့ခါကြတော့လေအာအတန်းပညာအားနည်းပေမဲ့အသိပညာဟာအရန်တော်တယ်ပေါ့ကျွန်တော်တို့အမေကလေဆိုတော့ကျွန်တော်တို့အဖေလုံးဝကျွန်တော်တို့မိသားစုဘဝကိုလှည့်ကြည့်စရာမလိုအောင်ကိုကျွန်တော်တို့အမေကတော်ခဲ့တယ်နော် ်ဆိုတော့အာဝန်ထမ်းတယောက်ရဲ့เนาะဒီပါရမီဖြည့်ဘက်ဆိုတာအိမ်နောင်ဘက်မျိုးသမီးတော်မှလည်းဒီအိမ်နောင်ကဟိုဘယ်လိုခေါ်မလဲတောင်းတောင်းတတာနဲ့ဖြစ်တာလीဆိုတော့ကျွန်တော်တို့အမေကအစင်နိုင်ရာဒူတိုင်းမှာသူတော်ခဲ့တယ်ပေါ့လीเนาะဆိုတော့တစ်ဖက်ကနေပြီးတော့မမီသားစုရဲ့ဒီအာစီပွားရေးကိုလည်းတစ်ဖက်တလန်းနေသူအများကြီးလုပ်ခဲ့တယ်ပေါ့ကျွန်တော်တို့တွေကိုလည်းထိန်းကြောင်းတာလည်းဒီလိုပဲပေါ့เนาะဆိုတော့အဲ့ဒါကနေအဲ ကျွန်တော်တို့အရွယ်ရင်10တန်းပေါ့လေ10တန်းဖြည်လဲဖြည်ပြီးရောကျွန်တော်တို့အဖေကအဲ့အချိန်မှာသူကတနိုင်းကိုပြောင်းရတယ် တည်လာတနိုင်းကိုပြောင်းသွားတယ်အဲတုန်းကရန်ကုန်မှာပေါ့စေယုံမှာစေယုံကနေပြီးတော့မှတနိုင်းကိုပြောင်းသွားတော့တနိုင်းဆိုတာအဲတုန်းကဘဲဘာပဲပန်းပန်းပဲလွန်ခဲ့တဲ့စဉ်းစားကြည့်လေကျွန်တော်တို့ကျွန်မ10နှစ်အောင်နေဆို16နှစ်ကျွန်မကိုအသက်48နှစ်ဆိုလွန်ခဲ့တဲ့နှစ်31နှစ်ကဆိုစဉ်းစားကြည့်ကြည့်လိုက်ဟုတ်တယ်လားအခြေအနေကိုစဉ်းစားကြည့်ကြည့်လိုက်လွန်ခဲ့တဲ့နှစ်30ကျော်ကတနိုင်းဆိုတဲ့နေရာအခုတော့မှလန်ခီးဘယ်လိုရှိတယ်တနိုင်းကိုပြောင်းသွားတဲ့ခါကျကျွန်တော်တို့မိသားစုတွေလိုက်သွားလို့မရဘူးပေါ့နော်အဲတုန်းကလည်းတက်အသက် တက်အစ်စ်ဆိုတော့နေစရာအိမ်ဘာညာအဲ့လိုမျိုးတွေလည်းမရှိဘူးပေါ့နော်နောက်တစ်ခါမြေပြင်နေထိုင်ရလဲလမ်းခီးရလဲဘယ်လိုမှလိုက်လို့မရတယ်ကျွန်တော်တို့ကအဲ့ဒါနဲ့ရန်ကုန်မှာကြံခဲ့ရတယ်ရန်ကုန်မှာကြံခဲ့တဲ့ကစားတော့ကျွန်မအဖေဒီစိတ်ယုံမှရရှိထားတယ်ကျွန်တော်တို့အဆောင်ရောင်နေရအကုန်ပြန်သိပြန်အပ်ရတာပေါ့နော်ဟိုဘက်ကဟာပြန်ရမှာပေါ့လေအဆောင်ရောင်ဆိုလို့လေဒါကစကားအဖြစ်ပြောတာပါတော့ကြာအရင်အထင်ကြီးကားလေးတွေ ဟိုမာစတာဂျစ်လေးရတာမာစတာဂျစ်တွေပြန်အပ်ရတာပေါ့နော်အဲတယ်လီဖုန်းတွေအိမ်မှာဂျိုးဖုန်းတွေဆင်ပေးတာဆိုဂျိုးဖုန်းတွေကျွန်တော်တို့ပြန်အပ်ရတာပေါ့နော်အဲ့လိုဂျိုးဖုန်းတွေတင်းသွားတယ်အခက်ကဟန်ဖုန်းတွေပါလည်းမရှိဘူးလေဂျိုးဖုန်းတွေကျွန်တော်တို့အပ်ရတယ်ပြန်အပ်လိုက်ရတာပေါ့နော်နောက်တစ်ခါကားမရှိတော့ဘူးကားကားမရှိတော့ကားကားသမားလည်းမရှိတော့ဘူးကားလည်းမရှိတော့ကားမာစတာဂျစ်ပြန်ပေးရတယ်တက်ကပေးထားတဲ့ဟာနောက်တစ်ခါကားသမားလည်းပြန်ပေးအပ်ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တွေဒီဇိုင်းစီအားလေသူကလေသူကသူဥစ္စာဖြစ်တတ်တယ် ပါလဲသူလည်းကောင်းမောင်းတတ်တယ်အဲ့တော့ကျမကရောက်လာပြီပေါ့နော်ကျမအလှန့်ရောက်လာပြီပေါ့ तू ကအဲ့တော့အိမ်အောင်ကြသွားပြီအဲ तू 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 ने तू အိမ် तू ကပါသွားပြီ तू ယောက်ျားနောက် तू ကပါသွားပြီပါသွားတဲ့ခါကျတော့အဲ့တော့ကျမပဲကြံတာပေါ့အကြီးကျမညမနဲ့ကျမနဲ့ကလည်း9နှစ်กว่าတယ်9နှစ်กว่าတဲ့ခါကျတော့အမေရယ်အဖွားရယ်ကျမရယ်ညမလေးရယ်ပဲကြံတာပေါ့လေအဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ကားသမားလည်းမရှိတော့ဘူးဆိုတော့ကျမလည်း10နှစ်အောင်ပြီဆိုတော့ကျမကားမောင်းမရတော့ပါ အဲ့တော့ကျွန်တော်တို့အိမ်ရကားသမားကအဲတခြားစီရောက်သွားတာပေါ့နော်တခြားလူကြီးအိမ်ကိုရောက်သွားကြတာအဲ့လူကြီးနိုင်ငံသားခီးသွားနေတဲ့အချိန်မှာအဲ့ကားသမား၃ရက်အချိန်ရတယ်တဲ့ကျွန်မကို၃ရက်ကားမောင်းလာတင်ပေးမယ်တဲ့ဆိုပြီးတော့မှကားမောင်းလာတင်တာပေါ့နော်၃ရက်ဆိုတာ၃ညကိုပြောတာ၃ညအဲ့တော့ဘာဖြစ်လဲဆိုတော့သွားတင်တဲ့ခါကျဘယ်မှာသွားတင်ရလဲဆိုတော့ကျွန်တော်တို့အခုဈေးကဘာဝင်းရအဲ့တုန်းကဘာမှမရှိသေးဘူးဒီလိုဒီလိုလေကွင်းကြီးနဲ့ဒီလိုကားလမ်းကြီးအဲ့လိုဈေးကဘာဖော်ဖို့အတွက်ကိုလမ်းရိုးတွေဖုံလမ်းတွေရှိနေတော့မှရှိသေးတာပေါ့နော် အဲ့ညမှာကားမောင်းသွားတင်နေညနေပိုင်းဆိုရင်လေတရက်ပေါ့ကားမောင်းသွားတင်ပြီးတော့မှအဲ့တော့ဘာနဲ့တင်ရလဲဆိုတော့ public car လေးနဲ့တင်ရတယ် sunny public car လေးနဲ့အရက်ကလေးကလည်းပို့တာကိုပို့တဲ့ခါကျတော့လေဖင်နိုင်မှာခေါင်းအုံးတင်ဒီအနောက်မှာခေါင်းအုံးခံပြီးတော့မှခေါင်းအုံးခုခေါင်းအုံးခံပြီးတော့မှအဲ့ကြောင့်မှကျွန်မလီပါခေါင်းခေါင်းနင်းလို့ရတာပေါ့နော်အဲ့လိုမျိုးနဲ့ကားမောင်းတင်တော့တရက်ပေါ့အဲခွေကင်တက်သွားပြီးနင်းတက်သွားပြီးအချိန်နေပါလေအချိန်နေကောင်းသွားပြီးတရက် နှစ်ရက်သွားမောင်းကျင်တယ်ကောင်းသွားပြီအဲ့တော့နောက်ညဘက်ပိုင်းဆိုလို့ရှိရင်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့နဝရက်မှာတော့နဝရက်ရိတ်သားမှာနေရသေးတာညဘက်ဆိုရင်ကျွန်တော်တို့ကအဲ့ဝိဇာရလန်နေတခြားအပီလန်ပီလန်ကြီးကနေတပတ်ပတ်ပြီးကျွန်တော်တို့ဟိုဟိုဘက်ဟိုအောက်ဘက်ကနေခရီးပင်လန်ကွက်ကနေပြန်ပတ်ပြီးရန်ကုန်မြို့ကြီးကိုတပတ်ပတ်ပြီးတော့မှကားမောင်းကျင်တာပေါ့နော်ကားမောင်းကျင်တာ၃ညအဲ့လိုကားမောင်းကျင်လိုက် တုံးညသွားမောင်းကျက်မိတဲ့ခါကျတော့ရပြီပေါ့မောင်းတက်သွားပြီကျမလည်းကျမမိကအနောက်ကနေမလေးတို့ကလည်းအမဖြာရီနဲ့ဗာရီနဲ့ခင်းပြီးတို့ကလိုက်တယ်အရှိမကားသမားနဲ့ကျမနဲ့ပေါ့လေတုံးညနဲ့ကျမကားမောင်းတက်သွားရောကားမောင်းတက်သွားမောင်းလို့ရပြီပေါ့မောင်းလို့မရပြီဆိုပေမဲ့လည်းကိုကလေအဖေကမသွားခင်နေကျမလိုင်းစင်နေပါလေလှုပ်ပေးထားတာပေါ့နော်အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့နောက်နေ့လဲကြလဲကြဒီဘက်ကအမျိုးတွေကျမတို့ဒီမှာအမျိုးတွေရှိတာဟုတ်ကျမတို့ရဲ့နဝရမှာနေတော့သင်္ကန်းကျော်အမျိုးတွေရှိရကြတာတော့ သွားမယ်တဲ့မောင်းမယ်တဲ့တမိကြီးတဲ့လာမောင်းနေဆိုတော့ဟာဘဒူဒီလမ်းပေါ်ကြီးကိုမောင်းနေဆိုတော့နေပတ်ကြီးလေမရတယ်လေလာဆိုမောင်းမယ်တဲ့ဆိုအာ तू ကလေဘေးကနေရဲရဲဝုံဝုံသူကထိုင်နေတိလားထိုင်ပြီးတော့လေကျွန်မစန်းတော်ဝဝနေဘယ်လိုပဲဖြစ်ဘေးကနေအားပေးတဲ့ဟာရှိလို့ကျွန်မတို့လေရဲရဲတင်းတင်းလှုပ်ရဲတာပေါ့နော်ခြဆိုပြီးတော့လေမဟုတ်လုံးဝကြောက်တယ်လန့်နေဆိုမလှုပ်ရဲဘူးဆိုမလှုပ်လှုပ်ဖြစ်မှာမဟုတ်ဘူးနော်အာမောင်းဆိုမောင်းမောင်းပြန်လာပြန်လာပြီးပြန်ဟိုဟာဖြစ်တဲ့ခါကျတော့လေဟိုဟိုပြန်လဲပြန်လာကျွန်မတို့ အခုပလဲကွန်တိုဘေးနာဆရာဆန်မီးပွိုင်ပေါ့ပလဲကွန်တိုနဲ့ဒီ68ကြတဲ့ဆရာဆန်ဒီဒီဆရာဆန်လမ်းနဲ့ဆရာဆန်မီးပွိုင်ရဒီလိုဂုံအရင်ကတည်းကဂုံစောက်တယ်အဲ့ဂုံစောက်တဲ့နေရာမှာ public ကဒီလိုဂုံဒီလိုရက်တဲ့ခါကျတော့ဒီလိုနေရာလောက်မှာကားရက်တဲ့ခါကျတော့ကျွန်မဟက်ကလပ်မနှင်းတတ်ဘူးအခုလို auto gear တွေမဟုတ်ဘူးလေ ora gear ထိုးတဲ့ဟာဟက်ကလပ်မနှင်းတဲ့တော့ကားကလေဘွန်းဘွန်းဆိုဒီလိုဖြစ်တာဒီလိုဒီလိုဖြစ်တာအနောက်ကိုလိမ့်တာ အဲကြားရဆက်ကတေးဆက်ကတေးရင်ကားကတခါလေအနောက်ကိုလိမ့်လိမ့်ပြီးရင်ကားကဆက်နှိုးလိုက်ဝုဆိုအရှိကိုပြန်တိုးအဲ့မှာတော်တော်ဒုက္ခရောက်အဲကျွန်မမိကလေကားတကားကြီးဖွင့်စင်းပြီးအနောက်ကကားတွေမကတ်လာပါနဲ့မကတ်လာပါကျွန်မသမီးလေးကူမကားမောက်ကားဆောင်လို့မကတ်လာနဲ့တော့မကတ်လာနဲ့တော့အနောက်ကနေကားလေကျွန်မလည်းကားဟွန်းဟွန်းဆိုကားလေအနောက်ကိုလိမ့်လာသူကလည်းအနောက်ကိုဆောက်ပြေးမကတ်လာနဲ့တော့မကတ်လာနဲ့တော့ဆိုအဲ့အဲ့လိုမျိုးပေါ့လေတိလား က်ကလက်ကိုမနင်းတတ်ဘူးဟက်ကလက်မှာ stay ဖြစ်ပြီးတော့မှကားဆက်မတည်အောင်ထိန်းထားမယ်ဟာမျိုးကျွန်တော်မလုပ်တတ်ဘူးအာနေကားသမားအောင်လမ်းမရတာပေါ့ဘလို့လုံးဝလဲအဲ့ဂုံးတက်မှာဆိုရင်ဆက်မတည်အောင်လို့မလို့အရှိ့ကိုလည်းမတွန်းအောင်နောက်ကိုလည်းမဆော့ဘူးလို့အဲ့ဟက်ကလက်နင်းရတယ်ဟက်ကလက်ဆိုဘလို့လဲကျွန်မလည်းမနင်းတတ်တော့ဟက်ကလက်ဆိုမီးလောက်ပြီးဆွဲနေမှာကျွန်မဘလို့မှင်နဲ့တို့ထားမယ်ပေါ့အဲ့နေရာကိုကျွန်မဟိုတိတ်နဲ့ကတ်ထားမယ်ဒါဆိုရင်ကျွန်မအဲ့နေရာကိုဆွဲလိုက်လို့ရှင်ငြိမ်သွားမယ်ပေါ့အဲ့လိုတွေးတာဘယ်ရမလဲနော်ဘလို့လောက်လဲကြည့်လို့ရမလဲအဲ့နေရာကိုလေ၆နေရာကိုဆိုတော့ အဲ့ဒါနဲ့နောက်ဆုံးအဲ့နဝရဲရိတ်သားတွေကိုသွားနဝရဲရိတ်သားကျွန်တော်တို့တိုက်ပြီးနားမှာအဲ့အဲ့ဂုံဂုံရှိတယ်အဲ့လိုဂုံရှိတယ်ကျွန်တော်တို့တိုက်ပြီးနားမှာလည်းအဲ့လိုဂုံအဲ့ဂုံပေါ်မှာကားကိုတက်ပြီးတော့မှာဟေးဟက်ဟက်ကလက်နင်းတက်အောင်ကျင့်ရတယ်သိလားအခုလူတွေလိုအော်တိုဂီယာမဟုတ်ဘူးလေဟက်ကလက်နင်းတက်အောင်ကျင့်တော့မှာအဲ့ဒါနဲ့နင်းလို့ရသွားရောနင်းလို့ရသွားပြီးတဲ့ခါကျတော့အဲ့ဒါနဲ့နောက်ဆုံးကျွန်တော်တို့နဝရဲရိတ်သားလည်းပြောင်းပေးလိုက်ရပြီအလုံးမှာတိုက်ခန်းမှာသွားနေရပေါ့နော်တိုက်ခန်းမှာသွားနေတော့အလုံးစီအလုံးစင်မင်းစီမှာဈေးဝယ်ရတာပေါ့ အဲ့လိုပဲလုံစင်မင်းစင်းမှာဈေးဝယ်တော့လေလေဈေးသွားဝယ်မဲ့တဲ့နေကင်းဘက်ကြီးဟိုကျမမိအင်ကြီးဘာကြီးချုပ်တော့သူအင်ကြီးချုပ်တဲ့အဲ့ချီလုံးမိဘာလီညာလေးပေါ့လေသွားဝယ်ချင်နေတဲ့သွားဝယ်ကြစားသူကဈေးတဲ့ကိုဝင်သွားဝင်သွားကြီးကျမခဏစောင့်နေပေါ့ကားထဲမှာပဲစောင့်နေပေါ့သူသွားဝယ်လိုက်အောင်မယ်ဆိုသွားဝယ်တဲ့ခါကျတော့ကားကဒီလိုလမ်းပြထိုးရထားလို့မရဘူးလေကျမကားနောက်ဆုတ်တာမတက်သေးဘူးအရှိပဲမောင်းတက်တာပါကင်မထိုးတတ်ဘူးအားနဲ့လေအဲ့လိုရက်လို့မရဘူးတဲ့သမီးလေးတဲ့အဲ့လိုရက်လို့မရဘူးတဲ့ဆိုင်ချက်ကပိတ်ပြီးဒီအင်ဒီယို ဖင်ဆုပ်ပြီးပါကင်ထိုးလိုက်ဆိုကျမလည်းအကြောတင်းနေငငယ်လေးကတိတ်မရှက်တတ်ဘူးအဲ့လိုမျိုးပေါ့နော်နည်းနည်းလေးဟိုဖြစ်တယ်ကစားကျမဦးလေးလို့ကားလေးဒီထဲကိုတွင်းပေးပါလို့ဆိုပြီးတော့ကားမောင်းတဲ့နေရာကနေခေါင်းပြောဟဲ့ညီကညီတွင်းလေညီကားမောင်းနေပြီးတော့အရှိမဲမောင်းတတ်တာအနောက်မောင်းတတ်သေးဘူးဟဲ့ဟုတ်လားလေ တ်တယ်အနောက်မဆုတ်တဲ့သေးလို့ရှိပဲမောင်းတတ်တယ်လို့ကာလို့အနောက်မသွင်းတတ်ဘူးဆိုတော့ရီတာသူတို့တွေကလည်းအေးအေးအေးဆိုအဲ့ဒါနဲ့လေသွင်းပေးပေါ့နော်သွင်းပေးပြီးအားနဲ့ကျမနောက်ဆုံးကျအဲ့နဝရရိတ်တာပဲပြန်သွားပြန်သွားအဲ့ထဲမှာကျလမ်းနေလေဒီလိုကျဲအဲ့မှာလေပါကင်ထိုးတာဒီလိုဂဲလုံးနှလုံးဒီလိုချချပြီးတော့မှအဲ့ထဲမှာပါကင်ထိုးတာကိုလေသွားကျင့်ရတယ်အနောက်ကိုဘလို့ထိုးဆိုအဲ့ဦးလေးတွေကသင်ပေးလိုက်တယ်ကျမအောင်လေ တမိနဲ့ဒီလိုဒီလိုလောက်ရတယ်တဲ့ဒီလိုဒီလိုထိုးရတယ်ဒီလိုကိုက်ရတယ်ဒီလိုသွင်းရတယ်ဆိုတော့ကျွန်မအဲ့ဒါနဲ့လေအဲ့သွဲကိုသွားသွားပြီးတော့ကျွန်မဘာကင်ထိုးတာကိုကြစ်သိလားအဲကြစ်ပြီးတော့မှလေနောက်ဆုံးနောက်ကြတော့အမလေးနေနေရလေးနဲ့တွေ့ရဆိုတော့တခါတည်း one stroke ပဲဒီလိုသွင်းတက်သွားတယ်ပေါ့နော်အဲ့လိုမျိုးလောက်ရတယ်အဲ့တော့ပြန်တွေးကြည့်ရရင်လေဘဝမှာဘာပဲဖြစ်ဖြစ်ကျွန်မတို့အမေရဲ့ support နဲ့အများကြီးပါတယ်သူထက်ထက်မြက်မြက်နဲ့ပေါ့နော်ကျွန်မတို့အရင်မြေတောင်မြောက်ပြီးတာပေါ့လေလှုပ်ရဲကြိုင်ရဲရှိအောင် အဲအဲ့လိုမျိုးပေါ့လေဟိုစာဖြစ်တာပေါ့လေငငယ်နေရလေနည်းနည်းအခုအသက်ကြီးလာတော့မှသူကစိုးရိမ်နေပို့နေတာတိလားတခုခုဆိုလို့ရှိရင်လေဘာဖြစ်လို့စိုးရိမ်ပို့လဲဆိုတော့ public မှာကြာတော့လဲလေဟိုမိဘဆိုတဲ့ခါကျတော့သားသမီးကိုမကောင်းတာပြောရဲဆိုသူမကြိုက်ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လေဟိုဟာဆိုမပြောနေနဲ့ဒီဟာဆိုမပြောနေနဲ့ဟိုဟာဆိုသတိထားနော်ဒီဟာဆိုသတိထားနော်နဲ့ဆိုတော့ဒီအသက်ကြီးလာတော့မှပဲသူကဖြစ်တယ်ငငယ်တုန်းကတော့သူကကျမတို့ထပ်ပို့ပြီးတော့မှတတိရှိတယ်နော်ကျမတို့ထပ်ပို့ပြီးတော့မှကျမတို့ကိုအရန် support လုပ်တာပေါ့လေအဲ့တော့ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အမေကျေးဇူးတွေအများကြီးပါတာပေါ့လေကျွန်တော်တို့တွေကရွှေလင်မန်းနဲ့အချင်းစီခဲ့ရတဲ့သူတွေမဟုတ်ဘူးသိတယ်လားဟိုကိုကနဲ့ကိုလေဘဝကိုတစ်စင်ပြီးတစ်စင်တစ်စင်ပြီးတစ်စင်ပြောင်းလဲတိုးတက်အောင်လှုပ်လာရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်ဖြစ်ကျွန်တော်တို့အမေရဲ့ခွန်အားတွေကျွန်တော်တို့မှာအများကြီးပါတယ်နော်ဆိုတော့အဲ့လိုအဲ့လိုအဲ့လိုဆိုအခုဘာပဲဖြစ်ဖြစ်ငငယ်ရဟာလေးတတိယလိုပါကြုံကြိုက်လို့ပြောချင်တာအဲ့တော့ဘာပဲဖြစ်ဖြစ်လှုပ်ရဲမှလှုပ်တက်လှုပ် ဖြစ်လိုက်မှပဲလှုပ်ရဲတာเนาะမလှုပ်ဖြစ်ဘဲနဲ့စိတ်ကူးထဲမှာဆိုရင်လေမလှုပ်ရဲအခုဒီမှာလေကျွန်မတူမှာကာမောင်းတယ်သူမမောင်းရဲဘူးအခုသိလားမမောင်းရဲတော့မမောင်းရင်မမောင်းရင်နဲ့နောက်အိမ်မှာလည်းလှုပ်ပေးမဲ့သူရှိတာပေါ့ကျွန်မတို့ကဘာဖြစ်လဲဆိုတော့လှုပ်ပေးမဲ့သူမရှိတဲ့အချိန်ဆိုတော့မဖြစ်မနေငါလုံးမရမယ်ဆိုတဲ့စိတ်နဲ့လှုပ်ရတာပေါ့သူတို့ခေကြတော့อืมခေါ်ကာသမားတွေကအိမ်မှာအစင်သက်သိရလားဘာဆိုရင်အစင်သက်ဆိုတော့လေမလှုပ်ဖြစ်ဘူးပေါ့เนาะအဲ့တော့အဲ့လိုအဲ့ခေကတော့ Sunny Public ကအပြာလေးနဲ့ အဲ့လိုအဲ့လိုနော်မေမေဝါဟုတ်တယ်အဲ့လိုမျိုးလေးနဲ့ဘဝကိုဖြတ်တန်းခဲ့ရတာပေါ့လေဘဝတွေဘဝတွေ